ပရိသတ်များအလုံးပဲမင်္ဂလာပါဒီနေ့မှမျှဝေတင်ဆက်ပေးခြင်းတဲ့အကြောင်းအရာကတော့မိဇက်အန်ဒီရဲ့အကြောင်းမိသားစုနဲ့အသက်ဆုံးရှုံးခဲ့ရတဲ့စံချောင်းကဖြစ်ရတဲ့ခုအကြောင်းကိုမျှဝေတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပရိသတ်များအလုံးကလည်းလိုက်ပါနာဆင်ပေးပါအောင်ခင်ဗျာမိဇက်နဲ့အေကွန်ဖွင့်ရတာကြောင့်မိကိုစိတ်တက်ပြီးတော့မိသားစုနဲ့တည်ဆုံးခဲ့ရတဲ့ဝမ်းနည်းပွေအဖြစ်ပြအိမ်သုံးမိဇက်တီရဲ့အန်ဒီရဲ့ကိုတတိပေးလိုက်တဲ့ဖြစ်ရတဲ့ခုပဲဖြစ်ပါတယ်ရန်ကုန်တိုင်းဒေသကြီးစံချောင်းမြို့နယ် တိုက်ခန်းတစ်ခုမှာမိသားစုဝင်၄ဦးတေဆုံးခဲ့ပါတယ်။ဖခင်ဖြစ်သူ အသက်30နှစ်မိခင်ဖြစ်သူအသက်25နှစ်သားဖြစ်သူအသက်10နှစ်တမီးဖြစ်သူအသက်16နှစ်နဲ့အိမ်မွေးခွေးလေးတေဆုံးခဲ့ပါတယ်။မိဆက်ကထွက်တဲ့ကာဝင်မိုးနောက်ဆက် CO တန်းွေကိုအဲခွင်းနဲ့အတူဖွင့်အိပ်မိတာကြောင့်အစိတ်တန်ပြီးတေဆုံးခဲ့တာပဲဖြစ်ပါတယ်။အိမ်ဒီနာချင်းတွေက အနံ့ဆိုးထွက်ပြီးမှအလောင်းတွေကိုတရိထားမိခဲ့ခြင်းဖြစ်တယ်။မိဆက်တွေနဲ့မိဖို့တွေကဲတော့ လောင်စာကို လောင်ကျွမ်းစေတဲ့စက်ပစ္စည်းတွေကနေထွက်တဲ့ကာဗွန်မိုနောက်ဆိုက် CO ဟာအနက်အယောင် အရသာမရှိတဲ့တန်ငွေဖြစ်ပြီးတော့လူကိုအသက်ရှူလမ်းကြောင်းကနေတဆင့်အဆိပ်တင်စေနိုင်ပါတယ်။အောက်ဆီဂျင်မရှိတဲ့နေရာတွေမှာလောင်စာလောင်ကျွမ်းတဲ့အခါ CO တန်ငွေကပိုပြီးတော့ထွက်ပါတယ်။ကာကွယ်ဖို့အတွက်အရေးကြီးတဲ့အချက်တွေကတော့မီးစက်ကို လေဝင်လွတ်ထပ်ကောင်းတဲ့နေရာတွေမှာအသုံးပြုသင့်ပါတယ်။ပိတ်ထားတဲ့အခန်းတွေမှာမီးစက်နဲ့အေကွန်းဖွင့်အိတ်တာကိုလုံးဝရှောင်ရှားသင့်ပါတယ်။ CONDA သတိပေးစနစ်ကိုတက်ဆင်တင်ပါတယ်။ CONDA ကို အချိန်မီသိရှိစေဖို့အတွက်အိမ်မှာ CO တက်တာတက်ဆင်ထားတင်ပါတယ်။မိဇက်ကိုညအချိန်မှာအသုံးမပြုပါနဲ့။အိမ်နေတဲ့အချိန်မှာ CO အစိတ်တက်မှုကိုသတိမထားမိနိုင်တဲ့အတွက်အထူးအန္တရာယ်များပါတယ်။မိဇက်အဟောင်းတွေကို ပုံမှန်စစ်ဆေးတင်ပါတယ်။စက်ပစ္စည်းတွေကောင်းမွန်စွာအလုပ်လုပ်ရှင်ရှိမရှိကိုလည်းစစ်ဆေးတင်ပါတယ်။အရေးပေါ်အခြေအနေမှာမပါလို့တင်လဲ CO အစိတ်တက်တယ်လို့တန်တရားရှိတဲ့အခါ ချက်ချင်းဆိုသလိုလေကောင်းလှည့်တန်းရှိတဲ့နေရာကိုထွက်တင်ပါလေလူနာကိုလည်းအရေးပေါ်စေးရုံကို အမြန်ပို့ဆောင်ရပါမယ်မိစက်နဲ့အခြားလောင်စာသုံးပစ္စည်းများကိုချက်ချင်းပိတ်ပြရပါမယ်အဲ့ဒီဖြစ်ရာလက်စစ်မီးမရှိတဲ့ဒေသတွေမှာမိစက်သုံးဆွဲသူတွေအနေနဲ့သတိထားရမယ့်သင်ခန်းစာပဲဖြစ်ပါလေမိစက်ကိုအိမ်တွင်းဒါမှမဟုတ်လေဝင်တွေထွက်မကောင်းတဲ့နေရာတွေမှာအသုံးပြုတာကိုရှောင်ရှားရပါမယ်အသက်အန္တရာယ်ရှိတာကြောင့်လူတို့အကြမ်းမှာ အသိပညာမျှဝေရန်အရေးကြီးပါတယ် ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဖြစ်စဉ်လေးတစ်ခုကိုပြောပြပေးခြင်းပါတယ်။ဖရာတရားတန်ခါယတနာ၃ပါးရဲ့ကုသိုလ်ကျေးဇူးတွေကြောင့်တရားစခန်းကထွက်လာကစကျွန်တော်မိသားစုအသက်ဘေးကနေကတိလေးလွတ်ခဲ့ရပါတယ်။စိတ်ပူလို့မေးပေးကြတဲ့ဘော်ဒါတွေအားလုံးကိုလည်းစာမပြန်နိုင်မိတာ sorry ပါ။အခုတော့အဆင်ပြေသွားပါပြီ။ဖြစ်စဉ်ကတော့မနေ့ကကျွန်တော်မိဘအိမ်ကနေကျွန်တော်စီကိုည၈နာရီခွဲလောက်အမကြီးမဆုကနေပြီးတော့ဖုန်းဆက်တယ်။ အမေကခရောင်ကန်တန်းနေဖြစ်ပြီးတော့တတိလစ်ချင်တယ်လို့ဖြစ်နေတယ်တဲ့။ဘာဖြစ်တာလဲမသိဘူးဆိုတာနဲ့ကျွန်တော်လည်းရန်ကင်းဘက်ကနေပြေးလိုက်သွားတယ်။လမ်းမှာအကူအကြီးဆုံးကိုဖုံးဆက်ခေါ်ပြီးတော့ကိုစီရပေးမှလဲအခုအိမ်ကိုအမြန်သွားမိမိဘာဖြစ်နေလဲမသိဘူးဆိုပြီးတော့အိမ်ကိုရောက်တော့၈နာရီ50။အမကြီးကိုဖုန်းခေါ်တယ်။မရဘူး။မကင်ပါဘူး။ကျွန်တော်လည်းစိတ်တော်ပူနေပေမဲ့တကားကိုလာဖုန်းဖို့ဆက်မရပါဘူး။ဘာလို့ရမှန်းမသိတဲ့အချိန်အကူအကြီးဆုံးရဲ့အတန်ကအပေါ်ကနေကြားလိုက်တယ်။ ထားကြပါအောင်လုပ်ကြပါအောင်ဆိုတဲ့အတန်ကြားလိုက်ရတယ်။အဲ့ဒီအချိန်အိမ်အောက်ကနေဘလို့မှနေလို့မရတော့မိမင်းကလည်းကျွန်တော်တို့လုံချင်းပထမတက်ကိုအိမ်ရှိမှရက်ထားတဲ့ကားခေါမိုးပေါ်ကနေကြော်တက်ပြီးတော့ဝရန်နာကနေဝင်ချသွားတယ်။အဲ့ဒီအချိန်အကိုအကြီးဆုံးကလည်းကျွန်တော်အတန်ကြားလို့အောက်ထက်မှာတကားလာဖွင့်ပေးတယ်။အပေါ်မှာမြန်မြန်တက်သွားဆိုတော့ကျွန်တော်လည်းအတကုံပြေးတာပေါ့။အပေါ်ရောက်ရောက်ချင်းမှာပဲပထမဆုံးမြင်လိုက်ရတဲ့မြင်ကွင်းကကျွန်တော်အရန်ရှော့ရသွားတယ်။အမအကြီးဆုံးကပလက်ကြီးနဲ့အမြုပ်တွေထွက်နေတယ် ဖုန်းကလည်းကန်ရဲ့ကြီးဘေးမှာကသူသားကျွန်တော်တူလေးဖင်ထောင်ပြီးတော့မျက်စိကလဲနေပြီခေါ်လို့လည်းမရတော့အမေကိုလှမ်းကြည့်လိုက်တော့မနီမဝေးမှာဘေးတိုင်းမှောက်ရဲ့ကြီးဖြစ်နေတယ်အန်ထားတာတွေလည်းရှိပါတယ်အေကန်းနာမှာတော့အင်ကကောင်းမလေးတွေကတွန့်တွန့်လူပြီးတော့တက်နေတယ်လူတွေအကုန်လုံးကတတိလိနေကြတယ်အန်ဘက်တွေကဤရီရောအကုန်ထွက်ကြနေတယ်အဖေက အေးရပုံမှာလှဲပြီးတော့မလှုပ်တော့ဘူးကြီးတန်တစ်ချက်တစ်ချက်ထွက်လာတဲ့အချိန်ကကျွန်တော်ကဘာပြတ်တဲ့အချိန်ပဲ။ ဟာလောက်ကြပါအောင်ဗျာပပားကြီးမမားကြီးထပါအောင် ကျွန်တော်လည်းအဲ့ဒီလိုမျိုးអော်တော့တာပဲကျွန်တော်កောင်မလေးကလည်းတူလေးကိုဆွဲပြီးတော့ကလေးကိုកែကြပါအောင်ငို့ပြီးတော့ CPR ဖိနေတယ်ကျွန်တော်ရဲ့ပထမဆုံးအသည့်ကဒါပါလို့လေအိမ်အောက်မှာမီးစက်နှိုးထားတော့အောက်ဆီဂျင်နေပြီးတော့ကာဗွန်မိုနောက်ဆိုင်ကြောင့်ဖြစ်တယ်ဆိုပြီးပြတင်းပေါက်တီတကားတွေကိုအကုန်လုံးလိုက်ဖွင့်နေမိမိကိုတော့ဝေယနာဘက်ကိုခေါ်သွားတယ်အမကြီးကိုဆွဲတူလေးကိုဆွဲအင်းအောက်ကကောင်မလေးတွေကိုဆွဲထုတ်အားလုံးကို CBR လောက်ကြည့်တယ်။အံပတ်မစို့အောင်ပါဇက်ထဲကနေကြံတာတွေကိုရှော့ဖြစ်မှာစို့လို့နှိုက်ထုတ်တယ်။ဖေဖေကလည်းစပြီးတော့အံထွက်နေပြီ။အဖေကလည်းဆွဲထုတ်ပြီးတော့ဝန်ထမ်းနာမှာအပုံလိုက်တန်းစီထားရတယ်။သွားပြီသွားပြီကဲကြပါအောင်ဆိုပြီးတော့အသက်ကုံအော်တယ်။အကူကလည်းရက်ွက်ကလူတွေကိုလှမ်းအော်တယ်။ရက်ွက်ကလူတွေကလည်းအယံကောင်းပါတယ်။အကုံချက်ချင်းပြေးတယ်လာကြတယ်။ပြီးတော့အကုံမချပြီးတော့ကားပေါ်ကိုတင်းတယ်။ဈေးရုံကိုတန်းပြေးကြတာပေါ့။ဈေးရုံမှာမိနစ်20လောက်နေတော့ အောက်ဆီဂျင်ပေးတာနဲ့အကုန်ပြန်ပြီးတော့တတိလေလာတယ်။ဆေးရုံကဆရာဆရာမတွေကလည်း emergency အမြန်လုပ်ပေးကြတယ်။ဂျေဆုအများကြီးတင်ပါတယ်။အိန္ဒိနာချင်းတွေဝိုင်းမှပြီးတော့ကယ်ပေးတဲ့အသက်ပဲရှိတော့တယ်။တငယ်ချင်းတွေဝိုင်းကူပေးကြလို့သာပဲ။ကျွန်တော်ဟာကျွန်တော်ဆေးရုံရောက်တဲ့အထိတတိမကတ်နိုင်ပါဘူး။ဆေးရုံထဲမှာလည်းကျွန်တော်နဲ့ကျွန်တော်အကိုဖက်နှက်တောင်မပပါဘူး။အယူလိုပဲအောက်ဆီဂျင် အောက်ဆီဂျင် အောက်ဆီဂျင်ပေးပါဆိုပြီးတော့អော်ပြီးတော့ပြေးနေရတယ်။၅ရောက်လုံးကဂရင်တလုံးစီကို တယောက်တနေရာစီပတ်ပြေးနေရတယ်။လုံးဝကိုအိမ်မက်ဆိုးလိုပါပဲဗျာ။မိဆက်နိုးမယ်ဆိုရင်အိမ်ထဲကိုအလုံးပိတ်ပြီးမနှုတ်ဖို့အကြံပေးချင်ပါတယ်။မိဆက်ကိုအိမ်ပြန်မှထုတ်ပြီးတော့နှိုးတင်ပါတယ်။လူကြီးတွေကမိဆက်ကိုအခိုးခံရမှဆိုလို့နဲ့တူပါတယ်။အိမ်ထဲကိုထည့်ထားပြီးတော့အိမ်တကားတွေပိတ်ပြီးတော့နှိုးထားတယ်လို့ဖြစ်သွားတာ။အပေါ်တဲ့အိမ်ကနေမှဆိုတော့မတိကြပဲနေနေချင်းကနေအကုန်ပလက်အောက်ဖြစ်ကုန်တယ်။အမကြီးကအိမ်နောက်ကနေအရှိကိုထွက်လာပြီးခေါင်းရင်းကသူ့ဘာတတိလစ်သွားတယ် ကျွန်တော်နဲ့ကျွန်တော်ကောင်မလေးမိမိနဲ့အကိုအကြီးဆုံးလဲဧည့်ခန်းထဲမှာဆွဲခဲ့ရင်နဲ့အော်ရင်ငိုရင်ကနေအစိမ့်ငွေတွေလဲရှူမိတယ်ထင်ပါတယ်ကျွန်တော်တို့လဲတ냐လုံးခေါင်းတွေအရင်ကိုက်ပြီးတော့အိတ်လို့မရဘူးထထပြီးတော့အန်လိုက်ရေတောက်လိုက်နဲ့တော်တော်ကိုအရင်ဆိုးတဲ့ကာဘုံမုံနောက်ဆိုင်ပန်းစင်းနေပါအားလုံးကိုတတိထားစီခြင်းပါတယ်အခန်းထဲမှာမိကိုပြည့်နေတာမျိုးမဟုတ်ပါဘူးဘာအယောင်မှလည်းမရှိပါဘူးအနံ့ပြင်းပြင်းလို့အခန်းထဲစဝင်ဝင်ခြင်းမှာကျွန်တော်တို့ရပါတယ် ီကိုကိုမမြင်ရဘဲနဲ့အနံ့မဲရပြီးတော့နည်းနည်းလေးကြာတဲ့အခါမှာတတိလစ်သွားနိုင်ပါတယ်ကျွန်တော်တို့လည်းဇောနဲ့အော်ဟစ်ပြီးတော့ကဘာပြက်နေခဲ့ပါတယ်တတိမလီအောင် စိတ်ကိုအယံတင်ထားပြီးတော့ဧည့်ထေကိုဝင်ပြီးတော့အချိန်တခုကြာတဲ့အခါမှာကျွန်တော်တို့ပါတတိလစ်သွားရင် ကျွန်တော်တို့အပါအဝင်မိသားစုတစ်ခုလုံးတွေးတောင်မတွေးရဲပါဘူး gas point ဆွေးနီးလို့ယူဆပြီးအခုတော့ကျွန်တော်တို့မိသားစုတစ်ခုလုံးဂျပန်ဆေးရုံအစိတ်အသင်ဒုနာအဆောင်မှာရောက်နေပါတယ်ကာဘွန်မိုနောက်ဆိုင်ပွန်ဆင်းဒီ အချိန်နည်းနည်းနောက်ကျသွားခဲ့ရင် အကုန်လုံးဆုံးရှုံးသွားနိုင်တယ်လို့ဆရာဝန်တွေပြောပြကြတဲ့အရာသိရပါတယ်။အရန်ကန်ကောင်းသွားတယ်။ right time လေးရောက်လာတာတဲ့။ဒီကာလတွေမှာ အရန်ပူနေကြတော့မိစက်နဲ့နှိုးတဲ့သူတွေအားလုံးကျွန်တော်တခုပြောခဲ့ချင်ပါတယ်။အားလုံးကယူဆိုင်ကြပါ။ကုညီပေးခဲ့တဲ့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဆိုပြီးတော့ပြောပြထားတာပဲဖြစ်ပါတယ်။နာဆင်အပေးခဲ့ကြတဲ့ပြည်သက်များအားလုံးကိုလည်းအထူးကျေးဇူးတင်ပါတယ်။အခုလိုအချိန်အခါမျိုးမှာမိဇက်အသုံးပြုတဲ့အခါ သတိပြုပြီးတော့သုံးစေချင်ပါတယ်အားလုံးပဲဘေးအန္တရာယ်ပေါင်းမှကင်းရှင်းနိုင်ကြပါစေခင်ဗျာ